်မင်္ဂလာပါရှင်ဒီကနေ့အနောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မိုးကုတ်မှာတော်လိုင်းရေးတက်များအပြင်းထန်တိုက်ခိုက်လိုက်ပြီး TNL မှာအပြေးဝတာဝန်ရှိခုစစ်ကောင်စီအရေးပေါ်ထုတ်ပြန်နေဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်တရုတ် EPR ကြောင့်စစ်ကော်မရှင်တပ်ထံပြန်လည်ပေးအပ်လိုက်ရသည့်မိုးကုတ်မြို့တွင်ယနေ့ညနေပိုင်းမှစတင်ကတော်လိုင်းရေးတပ်ဖွဲ့များနှင့်စစ်ကော်မရှင်တပ်တို့နှစ်ဖက်တိုက်ပွဲများပြင်းထန်နေသည့်အပေါ်စစ်တပ်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်ထွန်းက DNLA မှာအပြည့်အဝတာဝန်ရှိပါတယ်ဟုအရေးပေါ်ထုတ်ပြန်လာပါတယ်။မိုးကုံမြို့ကို DNLA အကာအကွယ်ဖြင့်နိုဝင်ဘာ29ရက်ညနေပိုင်းတွင်ဝင်လာသည့်စစ်ကောင်မရှင်တပ်သည်မြို့အတွင်းမှစုခွာ၍မြို့ပြင်တွင်တက်ဆွဲထားသည့်တော်လန်ရေးတပ်များရှိရာစီသို့ဝင်ရောက်လာသဖြင့်ပူပေါင်းတပ်များနှင့်နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည့်ယနေ့ညနေမှာပဲစစ်တပ်ပိုင်ရှုတ်တံကနေ DNLA ကိုအစတည်းကအယုံကြည်မရှိခဲ့ပါဘူး။တမရော်အနေနဲ့တရုတ်အထူးသံတမန်မစ္စတာတိတ်ရှိကျွင်းအခုညီယူပြီးကုမင်းမှာခေါ်ဆွေးနွေးမယ် EAO စရင်တဲမှာလေ TNL မပါဘူးအကြောင်းမျိုးမျိုးကြောင့်အပေးယူဖြစ်ခဲ့ပြီးလွဲချော်မှုရှိလာတဲ့အပေါ် TNL ကအပြည့်အဝတာဝန်ယူပေးရမှာပါဟုဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ်မိုးကုတ်မြို့အတွင်းကနေအကုံဆုတ်ခွာပေးထားတဲ့ပူပေါင်းတပ်တွေရှိတဲ့မြို့ပြည်အထိစစ်တပ်ကတိုးတာမြို့ထဲမှာလေနေရာယူပြီးတဲ့အပြင်ကိုမြို့အနောက်ပိုင်းမြို့အပြင်အထိတိုးတာမှာတိုက်ပွဲဖြစ်တာအခုညအထိကိုဖြစ်နေတော့မယ်ဟုစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ် DNL တက်သည့်စစ်ကော်မရှင်တက်တို့ထံ မိုးကုတ်နှင့်မိုးမိတ်မြို့ကိုပြန်လည်လွှဲပြောင်းပေးရန်သဘောတူညီမှုများပြုလုပ်ပြီးနောက်တော်လရေးတပ်ဖွဲ့များကမြို့ကိုကောက်ွယ်ရန်အတီးတီစာထုတ်ပြန်ခဲ့ပြီးနောက်အညာဒေသမှတော်လရေးတပ်များတရင်တပ်ဖွဲ့များမှဖူပေါင်းတိုက်ခိုက်ရန်စာများထုတ်ပြန်ခဲ့ကြပါသည်။ပြီးခဲ့တဲ့နိုဝင်ဘာလ16ရက်နေ့နဲ့19ရက်နေ့တို့တွင်မိုးကုတ်မြို့ကိုကောက်ွယ်ရန်ရောက်ရှိနေသည့် TNL နှင့်မဟာမိတ်တပ်ဖွဲ့များဖြစ်သည့်တော်လရေးတပ်ဖွဲ့များကို TNL ကဝင်လာမည့်စစ်ကော်မရှင်တပ်ကိုအနောက်ရှေ့အဟန့်အတားမပြုတ်လို့ရနှင့်မြို့မှဆုတ်ခွာပေးရန်ခေါ်ယူပြောဆိုမှုများရှိကြောင်း ဒေါ်လန်ရေးတပ်ဖွဲ့များထံမှသိရပါတယ်။ရှင်းတို့ခေါ်ယူပြောဆိုပြီးနောက်စစ်ကော်မရှင်တပ်များသည်ပုံစံမျိုးစုံဖြင့်မြို့အတွင်းသို့ဝင်ရောက်နေပြီးနောက်နိုဝင်ဘာ30ညနေတွင်စစ်ရင်တန်းဖြင့်အင်အားထောင်ချီဝင်ရောက်လာခြင်းအပေါ်တမတော်ကကားစီးရီတရကျော်နဲ့အင်အားထောင်ချီပြီးရှိနေတာတောင်အကြံဖတ်80 80ဝင်းကျင်လောက်နဲ့ဝင်းကျုံနေတာကတော့ဘလို့မှယူသားမှုမရှိပါဘူး။ DNA အနေနဲ့သူကရက်ဇက်သူအဆုံးသတ်နိုင်ဖို့ပဲမျှော်လင့်ပါတယ်ဟုဘိုးချုပ်စော်မင်းထွန်းကဆိုပါတယ် လက်ရှိတွင်မိုးကုတ်မြို့ပြင်တွင်စစ်ကော်မရှင်တပ်နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားနေပြီးမိုးကုတ်မြို့ပြင်တွင်လည်း KIA တပ်တော်လှန်ရေးပူးပေါင်းတပ်နှင့်မိုးကုတ်မြို့အတွင်းသို့ဝင်ရောက်ရန်လာသည့်စစ်ကော်မရှင်တပ်တို့ယနေ့ညပိုင်းတွင်တိုက်ပွဲဖြစ်ပွားနေကြောင်းသိရပါသည်ဆလပီလက်တလောဖြစ်ပွားနေတဲ့ကြောက်ဖြူတိုက်ပွဲတွင်အချမ်းဖတ်စေအုပ်စုအကြဆုံးများနေပြီးစစ်သားအလောင်းများစစ်မြေပြင်တွင်ကောက်မယူနိုင်လောက်အောင်အထိပြန်ကျဲနေတဲ့ဆွေတဲ့ကိုတင်းဆက်ပြီးတော့မှဖြစ်ပါတယ်စစ်ကူလာတဲ့စစ်တောင်းပြည်လေ AAC မှာကြားဖြတ်တိုက်ခိုက်ခံရရတယ် အေအေကစစ်ပရိရဲ့အရာနောက်ဆုတ်ပေးတာကိုအနိုင်ရတယ်ထင်ပြီးတက်လာတော့အခုပွိုင်းဝန်းချိန်မုံခံရတော့စစ်တပ်ကအရန်သေးဆုံးညနေတယ်အရင်သေးတာတွေထက်အခုသေးတာတွေအများကြီးပဲတိုက်ပွဲတွေကလည်းအခုထိပြင်းထုန်ပါပဲရတလောအပြင်းထန်ဖြစ်ပွားနေတဲ့တကြောပြန်ကြောက်ဖြူတိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ကအကြအဆုံအလွန်များနေပြီးရုံလောင်းများမှစစ်မြေပြင်တွင်ကောက်မယူနိုင်လောက်အောင်ထိပြန်ချင်းနေကြောင်းစစ်မြေပြင်တရင်များအရသိရပါတယ်၎င်းလောင်းများကိုကြောက်ဖြူမြို့နယ်မင်ခုံးတိုင်းရေနံတောင်ဝင်းကျင်း တိုင်းချောင်းရွာဝင်းကျင်တိုင်းချောင်းနှင့်ဆိုင်းချောင်းကြားဝင်းကျင်တို့တွင်အပုံပုံပြန့်ကျဲလျက်ရှိကြောင်းစစ်မြေပြင်သတင်းရင်းမြစ်တအုပ်ကသတင်းဌာနကိုပြောပါရယ်နှစ်ဖက်တိုက်ပွဲကလည်းအပြင်းထန်ဖြစ်နေတဲ့စစ်တပ်စစ်ကြောင်းတွေကထွက်မရောက်တော့ drone jet နေပြီးဒုံးကျည်လက်နက်ကြီးတွေနဲ့ပစ်ကူတယ်အေအေကလည်းအထွက်မပေးဘူးဟိုဘက်ဒီဘက်နှစ်ဖက်လုံးထွက်မရအောင်ညှက်ပြီးတိုက်တယ်စစ်သားအလောင်းတွေပုံနေတယ်ကောက်ယူမနိုင်တဲ့အထိပြန့်ကျဲနေတယ်အပုံနှံ့တွေထားနေတယ်အလောင်းတွေအစုံအပြုံလိုက်ပေးဟုပြောပါရယ် ။အာရကတက်တော်ကကြောက်ဖြူတိုက်ပွဲကိုယခုရက်ပိုင်းတွင်စစ်ရှိန်မြင့်ပြီးတိုက်ခိုက်နေသဖြင့်စေဦးကျွန်လာသည့်တိုင်းချောင်းမင်းပြင်းရှိစစ်ကြောင်းများတာမကစေကူလာသည့်စစ်ကြောင်းများမှလည်းအထီနာကဒဏ်ရာရသူများကိုဆွဲထုတ်၍မရနိုင်အောင်တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု၎င်းကပြောပါသည်။စစ်ကူလာတဲ့စစ်ကြောင်းပြည်လေ AAC မှာကြားဖြတ်တိုက်ခိုက်ခံရတယ်။ AA ကစစ်ပရိရဲ့အရာနောက်ဆုတ်ပေးတာကိုအနိုင်ရတဲ့ချင်းပြီးထက်လာတော့အခုဝိုင်းဝန်းချေမုန်းခံရတော့စစ်တပ်ကအရန်အသေးဆုံးများနေတယ်။ အရင်ဒေတာတွေထက်အခုဒေတာတွေအများကြီးပဲတိုက်ပွဲတွေကလည်းအခုထိပြင်းထန်ပါပဲဟုပြောပါတယ်လက်ရှိတွင်မင်းပြင်ရှိမိုးလေဝသရေဒါစက္ကန့်ရှိသည့်တောင်နှင့်တိုင်းချောင်းစေတောင်ပေါ်တွင်တိုက်ပွဲဖြစ်ပွားနေပြီးအေအေကလက်နက်ကြီးများဖြင့်ဖြဲလင်းတုံ့ပြန်ပစ်ခတ်လျက်ရှိသည်ဟုဆိုပါတယ်တောင်ထက်ကစကမတက်သားတွေအောက်ကိုမစင်ရဲဘူးစင်းရင် AAC မှာအစော်ခံရမှာကိုကြောက်လို့လက်နက်ကြီးပဲတရက်ဆက်ပြစ်နေတယ် အေအေတက်လာမှကြောက်လို့အခုအေအေကလည်းလက်နက်ကြီးနဲ့ပြန်စော်တယ်ဟုပြောပါတယ်။လက်ရှိတိုက်ပွဲမှာလည်းမင်းပြင်အနီအနားဝန်းကျင်တိုင်းကြောင်ဘက်တို့တွင်တိုက်ပွဲဆက်လက်ပြင်းထန်နေလျက်ရှိပြီးယမန်နီညနေကယနေ့နံနက်အထိလက်နက်ပစ်ခတ်တပ်များကိုမြို့ပေါ်ကကြားနေရကြောင်းမြို့ကန်များကပြောပါတယ်။ဒီဇင်ဘာလ3ရက်နေ့နံနက်9နာရီကျော်အချိန်ကလည်းလက်ပြင်း train ကျေးရွာအနီစပားခင်းတွင်စပားရိတ်သိမ်းနေစဉ်စစ်အုပ်စုကချုံဖြင့်ဖုံးကျဲတိုက်ခိုက်ခဲ့၍စပားရိတ်သိမ်းနေတဲ့စစ်ရှောင်းသားမိနှစ်ဦးသေဆုံးခဲ့ရပါတယ်။ ဆက်လက်ပြီးရန်ကုန်တွင်တလအတွင်းလူတရာကျော်ကိုစစ်ကော်မရှင်ကမတရားဖမ်းလူ30ကျော်လမ်းပေါ်ရှိနေစဉ်ဖမ်းဆီးခံရတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရန်ကုန်မြို့တွင်တလတာအတွင်းလူတရာ14ဦးကိုစစ်ကော်မရှင်ကမတရားဖမ်းဆီးခဲ့ကြောင်းရန်ကုန်စကောက်နက်ဝက် RSN ကသတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာလအတွင်းရင်ဖန်းစည်းခံရသူ134ဦးအနက်53ဦးကိုစစ်တပ်ကပြန်လွှတ်ပေးခဲ့ကြောင်းသိရပြီး20ကိုစစ်မှုရန်တင်းနှံချောင်းများနှင့်အကျဉ်းထောင်များသို့ပို့ဆောင်ခဲ့ကကျန်52ဦးဤဖန်းစည်းခံရပြီးနောက်ဆက်တွဲအခြေအနေကိုမှမသိရှိရသည်ဟု RSN ဤဒီဇင်ဘာ4ရက်နေ့ညထုတ်ပြန်ချက်၌ဖော်ပြထားပါသည်။ရန်ကုန်မှာဖမ်းနေတာအခုစရင်ထက်ပိုများပါသည်။နိုင်ငံရေးတို့ဖောက်ခွဲမှုတို့ကလွယ်ပြီးကျန်တာဘာမှုနယ်ဖမ်းဖမ်းအရွယ်ကောင်းယောက်ျားလေးတွေဆိုရင်စစ်မှုတန်းတွေကိုရဲတွေရောအုပ်ကြီးတွေရောပို့ပါသည်။ ။ဘာလို့လဲဆိုတော့တယောက်ပို့ရင်၁၀သိန်းလောက်ရှားကြလို့ပါလို့ရန်ကုန်မြို့ရဲတရင်ရင့်မြစ်ကသတင်းဌာနကိုပြောပါတယ်။ဖမ်းဆီးခံရသူ134ဦးတဲ့တွင်လမ်းမပေါ်သွာလာနေစဉ်နဲ့လမ်းဘေးထိုင်နေစဉ်အဖမ်းခံရသူ32ဦးရှိပြီးလမ်းခရီးသွာလာနေစဉ်နဲ့အေစရင်စစ်ပြီးဖမ်းဆီးခံရသူ44ဦးရှိကြောင်းဗရက်ဆန်ကထုတ်ပြန်ပါတယ်။လမ်းထိပ်မှာအပိုက်ထွက်ပစ်တာတောင်လေကင်းကနဲ့တိုးပြီးအဖမ်းခံရပြီးပတ်စံပြေးမှပြန်လွတ်တာမျိုးတွေတောင်ရှိနေတော့ညာဘက်အပြစ်မထွက်ကြပါနဲ့။ကိုနီးနားမှာဖြစ်နေတာမဟုတ်လို့မယုံဘူးဟုတ်ပါမလားဆိုပြီး ပုံမနေကြပါနဲ့တကယ်ဖြစ်နေတာတွေပါဟုလှိုင်မျိုးနဲ့နှစ်ရက်ကွက်နေအင်ရှင်မတအူးကပြောပါရယ်နိုဝင်ဘာလအတွင်းမဲဆွဲဆိုင်ဖုတ်ဖျက်ဆီးသည်ဟုဆိုကဖန်ဆီးခံရသူ6ဦးရှိပြီးဆိုရှယ်မီဒီယာပေါ်ရွေးကောက်ပွဲကိုဝေဖန်သည်ဟုဆိုကဖန်ဆီးခံရသူ4ဦးရှိကြောင်း RSN ကဆိုပါရယ်ဆက်လက်ပြီးထိုင်းရောက်မြန်မာများအထူးရောက်ရွေးကောက်ပွဲမဲပေးမည်မဟုတ်ဟုဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါရယ်ထိုင်းနိုင်ငံသူအကြောင်းမျိုးမျိုးဖြစ်ရောက်ရှိနေသောမြန်မာနိုင်ငံသားအများအပြားသည်အာနာသိန်းစစ်တပ်၏ အတူရောက်ရွေးကောက်ပွဲအတွက်မဲပေးကြပြီမဟုတ်ကြောင်းသတင်းဌာနမှထမ်းရောက်ရွှေပြောင်းမြန်မာနိုင်ငံသား၁၀ဦးခန့်ကိုမေးမြန်းရာတညီတညွတ်ထဲဖြေကြားကြပါတယ်။အာနာသိန်းစစ်တပ်ကဒီဇင်ဘာ6ရက်နေ့ခုနှစ်ရက်တို့တွင်ထမ်းရောက်မြန်မာများအားချိုတင်မဲပေးနိုင်သည်ဟုကြေညာထားခြင်းဖြစ်ပါတယ်။ထို့သောအဆိုပါရွေးကောက်ပွဲကိုအယုံကြည်မရှိသည့်အတွက်မဲပေးမည်မဟုတ်ဟုဘန်ကောက်မြို့၌အလုံလောက်ကိုင်နေသည့်အသက်32နှစ်အရွယ်အမျိုးသားတအုပ်ကပြောပါတယ်။ဘာဖြစ်လို့မဲပေးရမှလဲဒီကောင်တွေအောက်မှာမနေချင်လို့မှမရရအောင်ထွက်လာပါလေဆိုမှပြဟုလကောင်ကပြောပါတယ် ထို့ပြင်အဆိုပါအမျိုးသားကဗန်ကောက်မြို့ရှိ၎င်း၏မြန်မာလူမျိုးမိတ်ဆွေများကလည်းမဲပေးကြမည်မဟုတ်ဟုဆိုပါရယ်မြန်မာနိုင်ငံသားအချို့ကမှအလုံများကိုထား၍အာနာသိန်းစစ်တပ်အတွက်ချိုတင်မဲပေးရလောက်သည့်အထိမအားလက်ဟုတုံ့ပြန်ပြောဆိုကြပါရယ်မအားနေပါဘူးရှင်အလုတ်ပရက်ဆိုအိမ်အလုတ်တွေရှိပါတယ်အာအာရရဖာအချို့မှမရှိတဲ့အလုတ်တွေမလုံနိုင်ပါဘူးဟုရန်ကုန်မြို့မှဗန်ကောက်မြို့သို့သွားရောက်အလုတ်လုတ်ကင်နေသည့်အသက်32နှစ်အရွယ်အမျိုးသမီးတအူကပြောပါရယ် ထို့တူအာနာသိန်းစစ်တပ်ကပုံမှန်905ကကြီးဖြင့်ဖန်ဝရံထုတ်သည်ဖြင့်ထိုင်းနိုင်ငံသို့တင်းရှောင်ရောက်ရှိနေသူများကလည်းမဲပေးမည်မဟုတ်ဟုဆိုကြပြန်ပါတယ်။၎င်းတို့ကစစ်တပ်ကအမှုရုပ်သိမ်းပေးခြင်းကိုပင်အယုံအကြည်မရှိဟုပြောကြားပါတယ်။မဲပေးခွင့်ရှိမရှိကိုမသိတာရှိလည်းမပေးဘူးဒုက္ခအရောက်ခံပြီးလာနေရတာဒီကောင်တွေအကျိုးကိုလုပ်ပေးဖို့မဟုတ်ဘူးအမှုရုပ်သိမ်းပေးတာကိုလည်းမယုံဘူး ဒီကောင်တွေလောက်ကလိန်ကကြစ်လောက်တာဒီကောင်တွေပဲရှိတယ်ဟုမဲဆောက်မြို့၌တိန့်ဆောင်နေထိုင်ရသူတအုပ်ကပြောပါရယ်အာနာသိန်စစ်တပ်သည်၎င်းတို့၏နိုင်ငံရေးထွက်ပေါက်အဖြစ်အတူရောက်ရွေးကောက်ပွဲကိုဒီဇင်ဘာ28ရက်နေ့ဇန်နဝါရီလအတွင်းအပိုင်း3ပိုင်းခွဲပြုလုပ်မည်ဟုကြေညာထားပါရယ်အဆိုပါအတူရောက်ရွေးကောက်ပွဲအတွက်ပြည်ပရောက်မြန်မာများကိုလည်းလာမည့်ရက်များအတွင်းချိုတင်ပေးပေးနိုင်သည်ဟုကြေညာထားပါရယ်ကျွန်မရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွဲပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်